င်္ဂလာပါမိတ်ဆွေတို့ရေဒီဗီဒီယိုလေးမှာတော့ဗုဒ္ဓဘုရားရှင်အောင်မြင်တော်မူခဲ့တဲ့အပြင်အောင်ခြင်းရှိပါတဲ့ကပထမဆုံးအောင်ခြင်းဖြစ်တဲ့မာနမင်းကိုအောင်တော်မူခြင်းအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။မာနဆိုတာကတော့ဒေဝပုဒ္ဓမာလို့ခေါ်တဲ့ပရိနိမိတ်တဝိတဝတီနှစ်ပြည်ကမာနမင်းကိုခေါ်ကြခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့လက်တထောင်နဲ့မာနမင်းကြီးဟာအင်အားကြီးလာတဲ့အစဉ်ကြီးစီးပြီးတော့သူ့ရဲ့စစ်တပ်ကြီးနဲ့အတူဗုဒ္ဓဘုရားရှင်ကို ဘလို့ထိုးစစ်ဆင်ခဲ့လဲဖះရှင်ကလည်းဘလို့တုံ့ပြန်ခဲ့လို့အောင်းနိုင်ခဲ့လေဆိုတာတွေကိုစိတ်ဝင်စားပွဲကြည့်ရှုရမှာဖြစ်ပါတယ် channel လေးမဆခင်ဗီဒီယိုလေးကို like ခင် subscribe လေးလုပ်ခဲ့ဖို့လည်းမေတ္တာရက်ခံပါတယ်ရှင်တချိန်သောအခါကဖះရှင်ဟာတိတ်တထမင်းသားဘဝကနေရဟန်းပြုပြီးနောက်ဖះဖြစ်ရေးလမ်းစဉ်ကို ရှာဖွေခဲ့တဲ့အချိန်နမေကြောကြားတဲ့ဆရာကြီးတွေစီမှာတွားရောက်တည်ယူခဲ့ပေမဲ့သူတည်ယူနေတဲ့ပညာတွေဟာ မညံဖုန်ညံရဖို့လမ်းအဆက်မှန်မဟုတ်သေးဘူးဆိုတော့တဖြည်းဖြည်းတည်လာရပါတယ်ဒီလိုနဲ့လမ်းစဉ်တွေရှာရင် နောက်ဆုံးမှတော့ပြင်းထန်လုံးနဲ့ဒုက္ခဆရိယာကျင့်စဉ်တွေကိုကြင်ကြံခဲ့ပါတယ်အစာရေစာကိုအလွန်အမင်းရှောင်ခြင်းပြီးတော့အသက်ရှူဖို့ပါအောင်ထားခဲ့တဲ့အတွက်ခန္ဓာကိုယ်ဟာအယိုးကြီးတက်တက်ဖြစ်ကုန်တဲ့အထိပိန်ချုံသွားခဲ့ပါတော့တယ်အကြိမ်ကြိမ်သေးလူမျိုးပါလည်းဖြစ်ခဲ့ရတယ်လို့သိရပါတယ်ကိုရိုနာပုံနာကြီးဥဆောင်တဲ့ရသေ၅ပါးဟာလည်း ဖះအလောင်းတော်နောက်ကိုလိုက်ပြီးတော့စီးကပ်ကြပါရယ်သူတို့ဟာဖះအလောင်းတော်တပိညုတညံတော်ကိုရရှိပြီးတဲ့အခါတရားတော်တွေကိုပြန်သင်ကြားနိုင်မယ့်အထင်နဲ့မျှော်လင့်နေကြကြတာပေါ့ဒုက္ခရစီရအကျင့်ကိုကျင့်ကြံပြီးတဲ့အခါတိတ်တထမင်းသားဟာဒီလန်းစင်ကျင့်စဉ်တွေဟာလည်းမှန်ကန်တဲ့လမ်းမဟုတ်ကြောင်းထပ်မံနားလေသွားပြန်တာပေါ့ဒီတော့သူဟာအလွန်အမင်းတင်းကျပ်ခြင်းမရှိ ပေါ့ရော့ခြင်းလည်းမရှိတဲ့မျိုးစိမပြိပဒါလမ်းစင်ကို ပြန်လည်ကျင့်ကြံခဲ့ပါတယ် ကိုခန္ဓာပြန်လဲကျမ်းမှာတန်ဆွမ်းလာတဲ့အထီလဲပုံမှန်အတိုင်းစားတော့နေထိုင်ခဲ့တာပေါ့ဒါပေမဲ့သူ့ကိုစီကတ်လုပ်ကြွေးပြူစုခဲ့ကြတဲ့ယတိငါးပါးကတော့ဖះအလောင်းတော်ကိုစိတ်ပြတ်ပြီးစွန့်လွတ်ဆပြူလာတယ်။သူတို့သွားပြီးတရားထူးမရနိုင်တော့ဘူးလို့ထင်ကဖះလုံးကိုစွန့်ခွာသွားကြပြီးဣတိပတ္တနာတော်ရေကိုထွက်သွားခဲ့ကြပါတော့တယ်။တနေ့တော့ကဆုံလာပြီးနေ့တနေ့မှာဥရဝေလတောဆတ်မှာ သူ့ဇာတာအမိရတဲ့တထေသမီးလေးဟာ တာစုပန်နာဆူတောင်းပြည့်မြောက်လို့မိမိဆူတောင်းတဲ့ညောင်မင်းဆောင်တဲ့ကိုပူဇော်ဖို့နိုနေချက်တဲ့စားဝတ်များပြင်ဆင်နေပါတယ်။မပူဇော်ခင်သူမရဲ့အစိမ်းအမျိုးသမီးလေးကိုလည်းညောင်မင်းချင်းင်းကိုတန်ရှင်းရေးလုပ်ဖို့ခိုင်းစေခဲ့တာပေါ့။အစိမ်းအမျိုးသမီးလေးကလည်းတန်ရှင်းရေးလုပ်ဖို့ညောင်မင်းချင်းင်းကိုအလားတိတ်တထမင်းသားထိုင်နေတာကိုမြင်မာတော့တယ်။ဖះလောင်းတော်ရဲ့ကိုယောင်ကိုဝါကြောင့်နေရာတစ်ခုလုံးလင်းလန်းနေလို့ဒီပုံကောကတော့ညောင်မင်းဆောင်နှက်ပေလို့ထင်တာ သူမရဲ့အရှင်မသူစာတာတထေသမီးကိုပြေးပြန်ပြောတော့တာပေါ့သူစာတာတထေသမီးကလည်းဒီတရင်ကိုကြားရတော့အယံဝမ်းသာပြီးတော့ရွှေကထဲနို့စောများထဲကညောင်မင်းရဲမှရှိတဲ့ဖះအလောင်းတော်ကိုနှကောင်းနှမြအထင်နဲ့နုခနာစောစကတ်လူရန်ခဲပါတော့တယ်အဲဒီချိန်မှာဖះအလောင်းတော်ဟာဆုံးခန့်တပိတ်မရှိသေးတာကြောင့်သူစာတာတထေသမီးဟာရွှေကွက်တစ်ခုလုံးကိုပါလှူပေးအဖြစ်နဲ့နှမျောတွတ်တော်ခြင်းမရှိတရာကြီးယူစွာစကတ်လူရန်လိုက်ပါတယ် ုရားအလောင်းတော်ဟာနေရိဇရာမြကမ်းမသို့ကြွသွားပြီးနှုတ်ဆောင်ကို49လုံးဖုံးပေးတော်မူခဲ့ပါတယ်။ဇုံဖုံးပေးပြီးတဲ့အခါရွှေဝတ်ကိုကောက်ယူပြီးယနေ့ငါသည်တပိညုတညံတော်ကိုမျက်မှောက်ပြုနိုင်ပြီဆိုပါကဣရွှေကတ်သည် ရေကိုစံတက်သွားပါစေသာ။တပိညုတညံတော်ကိုမရနိုင်မကရေကိုဆုံဆင်းသွားပါစေသာလို့အတိတ်ထံပြုမူပြီးတော့ရွှေကတ်ကိုမြစ်ထဲကိုမျောလိုက်ပါတော့တယ်။အဲဒီရွှေကတ်ဟာရေစီးကိုစံတက်က ကာလနဂါးပင်နေရာဘုံဘိမ့်မှန်ကိုရောက်ရှိသွားပြီးလွန်ခဲ့သောဖះသုံးစုတို့ရဲ့ရွှေခွက်များနဲ့တိုက်မိကအတန်များမြည်ဟီးသွားတာပေါ့ဒေတန်ကိုကြားတဲ့ကာလနဂါးကလည်းမနေ့ကဖះတဆူပွင့်ခဲ့တယ်ယနေ့မှလည်းနောက်ထပ်ဖះတဆူထပ်မံပွင့်တော့မယ်လို့ပြောဆိုပါတော့တယ်တိတရမင်းသားဟာညနေချမ်းအထိနေရင်းစရာမြကန်းပါမှအနာယူတော်မူနေစဉ်တော်ထီယအမည်ရှိတဲ့မြထန်းသမားတအူဟာတိတရမင်းသားကိုမြင်တော့ သူ့မှာပါတဲ့မျက်စိရှစ်စီကိုလူရန်ခဲ့ပါတယ်။တေတရမင်းသားလည်းအဲ့ဒီမျက်တွေကိုအလူခံယူပြီးဗော်ရီညောင်မင်းရဲ့အောက်ခြေမှာဖြန့်ခင်းတော်မူလိုက်ပါတယ်။မျက်စောဖျားခင်းလိုက်တာနဲ့ဖျားအလောင်းတော်ဖြည့်ကျင့်မှုတဲ့ဖုံးပါရမီတွေကြောင့်အပရာဇိတပလင်ပေါပေါလာတယ်။အရင်နောက်ဖျားအလောင်းတော်ဟာဗော်ရီပင်ကိုကြောထောင်းနောက်ခံပြုပြီးတင်ပလင်ဖွဲ့ခွေကြီးပလင်မော်ထိုင်တော်မူခဲ့ပါတယ်။အဲ့ဒီပလင်ထမှာပဲအာနာပါနကမ္မထံကိုစီးဖြန်းကာ ငါဤခန္ဓာကိုယ်အတွင်းရှိအတာသွေးအားလုံးခမ်းခြောက်သွားစေကာမူအရေပြားအကျော်အယိုးများသာကျင်းရစေကာမူငါသည်တပ်ပေညူတညံတော်ကိုမရဘဲဤပလင်မထတော်မူမည်မဟုတ်ပါလို့အတိတ်ထံပြတော်မူပါတော့တယ်။စကြဝဠာတခင်မနတ်ပြမာတို့လည်းရောက်လာကြပြီးဖះအလောင်းတော်ကိုဝင်းရံကာချီးကျူးကြတာပေါ့။ဒီချိန်မှာပဲပြိနေမိတ်တဝိတဝတီနတ်ပြည်ကမာနမင်းကြီးဟာ တိတ်တထမင်းသားဖះဆင်ဆဲဖြစ်လာပါကသရဝအလုံးကိုတန်တရာမှလွမြောက်အောင်ဆောင်ရွက်နိုင်ပြီကိုကြောက်ရွံ့နေပါတော့တယ်။မာနမင်းဟာကာမ၁၇ကိုလွှမ်းမိုးအုပ်ဆိုးနိုင်တဲ့အစွမ်းတကူရှိသူပေါ့။သူရဲ့နေပဲကာမဘုံကနေဘသူကိုမှ မလွမြောက်စေလိုပါ။သရဝများကိုလည်းအာယုံနဲ့မိုင်းတိုက်ပြီးကာမဘုံမှာပဲကျင်လည်နေစေခြင်းနဲ့ဆန္ဒရှိတာကြောင့်တိတ်တထမင်းသားတပ်ပေညူတညံတော်ရရှိမှာကိုတာစီလိုစိတ်ပေါ်ပေါက်လာပါတော့တယ်။ မာနမေဟာမျက်စိတဆုံးအထိရှိတဲ့တပ်ဖွဲ့များကိုစုယုံပါ रे မာနရဲ့တပ်ဖွဲ့တို့ကလည်းတပင်းကြီးအတန်းကျေလောင်စွာဟစ်အော်ကတိုက်ခိုက်ရန်အသင့်ရှိနေကြတာပေါ့မာနမင်းကိုရင်ကလည်းအင်အားကြီးလာတဲ့ခိရိမေခလာစင်ကြီးကိုစီးပြီးလက်တထောင်ကိုဖန်ဆင်းကလက်နက်အမျိုးမျိုးကင်ဆောင်လျက်စစ်တီတပ်ဖွဲ့များနဲ့အတူဖျားအလောင်းတော်ကိုတိုက်ခိုက်ရန်ခြိတက်လာပါတော့တယ်ဒိတ်တရမင်းသားကိုဝိုင်းရန်ဆောင်းရှောင်းနေကြတဲ့နေပြမာတို့လည်း မာနရဲ့အစစ်တပ်ကြီးချင်းကလာတော့ကိုမြင်ရတော့အယံတုံလုပ်ပြီးထွက်ပြေးကြပါတော့တယ်။ဖះအလောင်းတော်သားတပါးရေးကြံနေခဲ့ပါတယ်။အဲ့ဒီချိန်မှာဖះအလောင်းကအီနီယာရင်ငါတူးတဲ့သားငါကျင့်နေစေဖြစ်သော ပါရမီ30နှစ်အတူကြံရခဲ့သည်။ငါသည်ဤပါရမီ30ကိုလက်နက်အဖြစ်အသုံးပြုမည်။မာနမင်းဤစွမ်းအားကို မကြောက်ရွံ့တော့ပါလို့တွေးပါတော့တယ်။မန္တမင်းနဲ့သူရဲ့စစ်တီများဟာဖះအလောင်းထံပါကိုရောက်ရှိလာကြပေမဲ့ အနီးနားကိုမချင်းကပ်ဝင်ကြပါအဝေးကသာဖျားအလောင်းတော်ကြောက်လန့်စီရန်အတန်ဖြင့်တိတ်တထမင်းသားကိုဖမ်းကြကုန်လောနှောင်ဖဲ့ကြကုန်လောလက်ကိုဖြတ်ကြကုန်လောခြေကိုဖြတ်ကုန်လောလို့အော်ဟစ်ချိန်ချောက်ကြတာပေါ့ဖျားလောင်းကလည်းလေးတင်ချီနဲ့ကဘာတသိန်းဖြည့်စီခဲ့တဲ့ပါရမီ၁၀ပါးကိုဆင်ခြင်ကမကြောက်မရွံ့ထိုင်နေအတိုင်းသာထိုင်နေတော်မူခဲ့ပါတယ်။မာနမင်းဟာလည်းဖျားအလောင်းတော်ကို သူ့ရဲ့ပလင်ကနေထပြေးစေဖို့ပထမဆုံး လင်းနဲ့ဒေးစီအန်လို့တွေးပြီးတောင်ကြီးကိုတော့ပြက်စီးစေနိုင်တဲ့အားပြင်းလုံးနဲ့လေပြင်းမုန်တိုင်းကိုဖန်တီးပါတော့တယ်။ဒါပေမဲ့အင်းအားကြီးလာတဲ့လေပြင်းကြီးဟာဖះအလောင်းတော်ရဲ့သင်္ကန်းတော်ထိတ်ဖြားကိုပဲမထိခိုက်စေနိုင်ခဲ့ပါ။မာနမင်းကြီးကလည်းဆွေးမလျှော့ပဲမိုးရီဖြစ်နှိမ့်၍ဒေးစီအန်လို့ကြံကမြေကြီးကိုပဲနတ်ဆိုင်နဲ့အကြောင်းတွေဖြစ်ပေါ်စေနိုင်တဲ့မိုးကြီးကိုတဲထန်စွာရွာသွန်းစေပြန်ပါတယ်။ဘလို့ပဲမိုးကြီးကပြင်းထန်နေပါစေ။ ဖះအလောင်းတော်ရဲ့ကိုခန္ဓာကိုရေတဆက်ပေမဆူစီခဲ့ပါမာနမင်းဟာလည်းလုံးဝလက်မလျှော်ပဲကြောက်တုံးကြောက်ခဲမိုးများကိုထပ်ပြီးတော့ရွာသွန်းစီပြန်มาတယ်အာပြင်းလာတဲ့ကြောက်တုံးတွေဟာလည်းဖះအလောင်းတော်ရဲ့ကိုခန္ဓာနဲ့ထိတဲ့အခါနှစ်ပန်းများအဖြစ်ပြောင်းလဲသွားကြပါတယ်ဒီလိုနဲ့မာနမင်းဟာဖះအလောင်းတော်ကို ထိခိုက်ဒဏ်ရာရအောင်မလုံနိုင်သေးတာကို မကြည်နဲ့နိုင်ဇွဲမလျှော်ပဲထပ်ပြီးတော့လှန်ဒါမြား ဆော့တဲ့လက်နက်မျိုးစုံကိုမိုးကဲတို့ရွာတုံးစီကအရရက်ကနေဖျားအလောင်းတော်စီကိုပြစ်ခတ်စေပါတယ်။အဲဒီလက်နက်တွေကလည်းချက်ချင်းဆိုသလိုဖျားအလောင်းတော်ရဲ့မြေတားကြောင့်နတ်ပန်းများအဖြစ်တို့ပြောင်းလဲသွားကြပြန်ပါတယ်။မာနမိန်ဟာအမျိုးမျိုးအန္တရာယ်ပြုတ်ဝင်မဲ့လေတခုကမှဖျားအလောင်းတော်ကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ပါ။မာနမိန်ဟာမလျှော့တဲ့ဇွဲနဲ့ဆက်ပြီးတော့ပြာမူးသဲမူးရှို့မူးများရွာသွန်းစီပြန်တော့လေအဲ့ဓာရီအလောင်းက နပန်းများအဖြစ်သာပြောင်းလဲသွားကြပြန်တော့ဘို့မာနမိန်ဟာဖျားအလောင်းတော်ကိုကြောက်လန့်ထွက်ပြေးဖို့အတွက်ကြောက်စရာအမောင်တူကြီးကိုထမှန်ဖန်တီးပြန်ပါတယ်အဲ့ဒီအမောင်တူကြီးဟာလေဖျားအလောင်းတော်နဲ့နီးကပ်လာတော့အခါဖျားအလောင်းတော်ရဲ့ကိုယောင်ကိုဝါတို့ကြောင့်ပျောက်ွယ်သွားရပါတော့တယ်မာနမိန်ဟာတအားတော်သားထွက်လာပြီးတော့သူစင်းနေလာတဲ့ဂီရီမာလာစင်ကြီးနဲ့ဖျားအလောင်းတော်ကိုကတ်လာခဲ့ပြီးစင်နဲ့အတိုက်ကတွန်းချဖို့လုပ်ပါတော့တယ် ဒါပေမဲ့ဖះလောင်းတော်ရဲ့မေတ္တာပါရမီကြောင့်ဂိရိမိခလာအစဉ်ကြီးဟာရံမပြုတ်နိုင်မင်းအနီးတို့ရရောက်ချင်မှာပဲညီရင်ပစစ်တော့ဝစ်ပြီးတော့ဦးချလိုက်ပါတော့တယ်။မာနမင်းကလည်းအရန်အရှက်ရသွားကအိုသိတထဣပလင်မထပါလောဣပလင်ဒီတင်းနဲ့မဆိုင်တင်းမပိုင်ဣပလင်ဒီဆွမ်းအာရုံနဲ့ပြေဆောင်၍တကိုးရှိသောငါတူရဲသာပိုင်ပေသည်လို့အတန်ကျေလောင်စွာနဲ့ဟစ်အော်ပြောဆိုတော့တာပေါ့ ဲ့ဒီအခါဖះအလောင်းတော်ကမြတ်တာဖြင့်မာနမင်းအာကြီးကမာနမင်းတင်ဒီပါရမီ၁၀ပါးအပြာ၃၀စွချင်းကြီး၅ပါးစရိယ၃ပါးတော့ကို တခါတရံမှ ဖြည့်ကျင့်ခဲ့သည်မဟုတ်ငါသားလင်းစေတနာတရာတရားထက်တန်စွာဖြင့်အတန်တန်ဖြည့်ကျင့်ခဲ့ခြင်းဖြစ်သောကြောင့်ဘောရီဘင်နှင့်ရွှေပလင်ကိုငါသာဆိုင်သည်ငါတဦးရဲသာပိုင်သည်တဲ့နဲ့မဆိုင်တဲ့မပိုင်မလို့ချိုသားစွာမိန်တော်မူသည် မာနမင်းကလုံးဝလက်မခံတဲ့အခါဖះအလုံးတော်ကထမှန်ပြီးအကယ်၍ဤပလင်သည်တိဟာဖြစ်သည်ဆိုပါကမိသူတို့တသက်ရှိမည်နီလို့မေးမြန်းတော်မူခဲ့ပါတယ်။မာနမင်းကလည်းသူ့ရဲ့အစ်တက်ကြီးဘက်ကိုလက်ညှိုးထိုးပြကာဤသူများသည်တသက်များဖြစ်ကြ၏လို့ပြန်လည်ဖြေကြားလိုက်တာပေါ့။မာနရဲ့အဖြေကိုကြားတဲ့သူ့ရဲ့တပ်သားတွေကလည်းသဘောတူကြောင်းစုညာစွာအော်ဟစ်ထောက်ခံကြပါရယ်။အဲဒီနောက်မာနမင်းကလည်း တို့ဖြစ်ရင်ဤပလင်သည်တင့်ရဲ့ပလင်အနေနဲ့မြေသူကိုတတ်သိထားမည်နည်းလို့ဘုရားအလောင်းတော်ကိုပြန်လဲမေးမြန်းလာပါတော့တယ်။ဘုရားအလောင်းတော်ကလည်းမဟာပထဝီမြေကြီးကိုလက်ညှိုးညွှန်ကားငါဤပတ်တွင် လူနတ်တတ်သိတဦးတယောက်မှမရှိ။သို့သောဤဝတုံမြေကြီးမှာကငါဤအလှကိုတည်သူငါဤတတ်သိဖြစ်တော်သည်။မဟာပထဝီမြေဆောင်နတ်မင်းအကျွန်ုပ်သည်ဘုံဘဝအပေါင်းများစွာ ကုသိုလ်ကောင်းမှုပြုခဲ့ရသည်မှာ မရေမတွက်နိုင်အောင်ပင်ဖြစ်ပါသည်အကျွန်ုပ်ပြုစုခဲ့သော ကုသိုလ်ကောင်းမှုတို့သည်ဤပလင်မော်ရောက်ချင်းကိုကျေးဇူးပြုတော်မူပါသည် ပထဝီမြေကြီးဆောင်နှင့်မင်းအကျွန်ုပ်ဤသက်သေးဖြစ်တော်မူပါသလိုဟုမိန့်တော်မူခဲ့ပါသည်ဖျားအလောင်းတော်၏စကားတော်ပြီးသည့်နှင့်တပြိုင်နက်မဟာပထဝီမြေကြီးဟာပြင်းထန်စွာတုန်လှုပ်သွားတာကြောင့်မာနမင်းနှင့်သူရဲ့စစ်သည်တွေဟာထိတ်လန့်တကြားထွက်ပြေးကြရပါတော့တယ်မဟာပတဝီမြေဆောင်နှမင်းလေးထွက်ပေါ်လာပြီး စပိန်ကိုရိပ်နှက်ချကမာနမင်းရဲ့စစ်သည်တွေကိုရေစီးနဲ့မျောပါစေခဲ့ပါတယ်။မာနမင်းလည်းတအူးနဲ့ကြိုင်ရိုက်ခဲ့တဲ့အခါမှာတော့ဘုရားအလောင်းတော်ရဲ့ဂုံတော်နဲ့ဖုံးတကိုးတို့ကို ထိုက်လန့်တုံ့လောက်သွားတာပေါ့။ဘုရားအလောင်းတော်ဟာအလွန်များပြားလာတဲ့ကုသိုလ်ကောင်းမှုတွေကိုစုဆောင်းခဲ့တာကိုသဘောပေါက်နားလည်လာပြီးကိုကိုကိုင်းညွတ်၍လက်အုပ်ချီကအရှုံးပေးပြီးမာနမင်းဟာသူ့ရဲ့နှက်ပြီကို ပြန်သွားခဲ့ပါတော့တယ်။မာနမင်းနဲ့စစ်တီများဆုတ်ခါသွားတဲ့အခါ နတ်မြမာတို့လည်းပြန်လည်ရောက်လာကြပြီးဖះအလောင်းရဲ့ခုံတော်များကို စကြဝဠာအနှံ့ချီကျူးကြတော့တာပေါ့တိတ်တထမင်းသားဟာလည်းတရားထိုင်တော်မူရင်းနနတ်မိုးတောက်ချင်းအရောက်တွင်တမတပ်ပေညုတညံတော်ကိုရရှိကာဖះအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်ဒီဇလာလေးကတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အပြင်းအောင်ခြင်းဖြစ်ပါ रे ကပထမအောင်ခြင်းဖြစ်တဲ့မာနမင်းကိုအောင်ခြင်းအကြောင်းလေးပဲဖြစ်ပါ रे နော်ဇလန်းလေးမှာတစုံတရာလွဲချော်မှုများရှိခဲ့ရင်လည်း ကြိုတင်တောင်းပန်အပ်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းမြတ်စွာဘုရားရှင်ကြံရှိတဲ့အောင်ခြင်းတွေကဒုတိယမြောက်အောင်ခြင်းဖြစ်တဲ့အာလဝကဘလူးကြီးအားအောင်တော်မူခြင်းအကြောင်းကိုစေဝင်စားပွဲတင်ဆက်ပေးဦးမှာမလို့ပြန်လည်ဆုံတွေ့ဖို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရနော်။